မန္တလေးတိုင်းမြင်းကျန်ခရိုင်နှစ်ထိုးကြီးမျိုးရဲ့စက်သေးဆောင်ဖြစ်တဲ့ရှင်မင်းတော်တော်ဦးဇေဒီကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ပြီးဖျက်ဆီးခဲ့ပါတယ်။ဒီကနေ့ဇွန်လ24ရက်နေ့မနက်အစောပိုင်း7:00နာရီခွဲအချိန်မှာနှစ်ထိုးကြီးမျိုးအမှတ်နဲ့ရက်ကွက်အတွင်းတီထောင်းကိုခွေတဲ့တမိုင်းဝင်ရှင်မင်းတော်တော်ဦးဇေဒီကိုစစ်ကောင်စီကလေကြောင်းကနေပုံသေးနှလုံးကျဲချခဲ့တာဖြစ်တယ်လို့ဒေသခံမျိုးသားတအုပ်က CJ Platform ကိုပြောပါတယ်။ အဲ့ဒီလိုစစ်ကောင်စီရဲ့ပုံကျဲချမှုကြောင့်ဖျားသတိုင်းတရဏိကအဆောက်အုံတွေနဲ့ရှင်းအောင်စေဒီပထိုးတွေပြည့်စည်ခဲ့ရတယ်လို့လည်းသူကထမှန်ပြောပြပါဗျ။ရှမင်းသားတို့စေဒီဟာနှထိုးကြီးမျိုးသူမျိုးသားတွေကိုးကွယ်နေတဲ့တမိုင်းဝင်ဖျားတစုဖြစ်ပြီးကိုဗစ် -19 မတိုင်ခင်နှစ်တွေမှာလည်းမျိုးကန်တွေကနှစ်ဆင်ဖျားပွဲကိုစီကတိုက်မြိတ်စွာကျင်းပလေရှိပါတယ်။ရှမင်းသားတို့စေဒီဟာစေဒီတော်ကိုပုံ90နဲ့တသားပြသက်တော်ဖြင့်ငုံကတီထားခြင်းဖြစ်ပြီး ဇေဒီရုံကိုငုံထားတဲ့ပုံပြတဲ့တော်ရိုးတသားတိုင်လုံးပေါင်း59တိုင်နဲ့တည်ထားတာဖြစ်ပါတယ်။စကောင်စီကဘုံကျဲချဖြတ်စီခဲ့တဲ့ရှင်မင်းသားတော်ဇေဒီဟာနွားတို့လိုအမည်ရတဲ့ကျေးရွာကနွားចောင်းသားလေးမောင်သားတော်ဦးចောင်းနဲ့နွားရီတွေကနွားတကောင်ဥကျုပ်တွေးရကနေပေါ်ပေါက်လာတဲ့ပေါ်တော်မူဇေဒီဖြစ်တယ်လို့သမိုင်းမှန်တမ်းတွေက ဆိုပါတယ်။